်ခန်းလေးမိသက်ပြီးရောပိုက်တာအသင်းတွေရောအဖွဲပေါင်းဖို့အတိအကျဖွဲ့ရတာလူမွေးသိဖွဲ့တဲ့ဘောင်စုပေါင်းပြီးတော့ဆောင်ရွက်ကြတာနလင်ဘေးဒဏ်တင်တဲ့မန်လေးမြို့ကိုကုညီထောက်ပံ့ရေးတွေပေးဖို့ရှမ်းပြည်နယ်မြောက်ပိုင်းကဝင်ရောက်လာတဲ့တရုတ်ချက်ချင်းဒီအသင်းရဲ့ရင်နှန်းကိုပြစ်ခတ်ခဲ့တယ်လို့စစ်ကောင်စီကဝန်ခံလိုက်ပါတယ်။ကာကိုစီပါတဲ့ရင်နှန်းကရှမ်းပြည်နယ်မြောက်ပိုင်းကွမ်းလုံမြို့ကနေဝင်ရောက်လာတာဖြစ်ပြီး တန်းမျိုးသားလူမျိုးရေးတက်မတော် TNL နေနဲ့စစ်ကောင်စီကြားစီးတင်းမာတဲ့အုံမတီးကြီးရွာမှာဧပြီလ10ရက်နေ့ညကပြစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။တက်မတော်လုံခြုံရေးအဖွဲ့အနေနဲ့ဒီရင်တန်းကိုတွေ့တဲ့အခါမှာတားဆီးပါတယ်။တားဆီးလို့မရပါဘူး။ဒါမီတာ100လောက်မီတာ200လောက်အကွာခဲ့တိုင်းမီးထိုးပြီးတားဆီးတယ်။တားဆီးလို့မရဘူး။မီတာ100လောက်အကွာမှာတော့ကျွန်တော်တို့မိုးဘော်ထောင်ပြီးတနတ်3ချက် ပစ်ဖောက်ခဲ့တယ်လို့သိရပါတယ်။ဒါနဲ့နောင်ချိုဘက်ကို ပြန်သွားတယ်လို့ကျွန်တော်တို့အကြမ်းမင်းသိရပါတယ်။အခုပြစ်ခတ်ခံလိုက်ရတဲ့ရင်နှန်းကကယ်ဆယ်ရေးပစ္စည်းတွေ၊စေဝါတွေ၊အမိုးကာတွေ၊စားနပ်ရိက္ခာတွေပါဝင်တဲ့ရင်နှန်းဖြစ်တယ်လို့ TNL ရဲ့ပြောဆိုချက်အရသိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကွမ်းလုံမြို့ကနေတဆင့်ဝင်ရောက်လာတဲ့ DNA ကိုတီဘောမြို့ကနေနောင်ချိုမြို့အထိ TNL ကလုံခြုံရေးယူပေးခဲ့တာလို့သိရပါဗျ PNL ရဲ့လုံခြုံရေးမပါတော့ပဲနောင်ချုံမြို့ကတဆင့်မန္တလေးလားရှိုးလန်တိုင်းမန္တလေးမြို့ကိုဆက်သွားနေတဲ့အချိန်မှာအုံမတီးရော်မှာပြစ်ခတ်ခံခဲ့ရတာလို့ TNL ကပြောပါတယ်သူတို့ဒီလာမယ့်အကြောင်းကိုလည်းစစ်ကောင်စီကိုတတိပို့ပြီးတာဖြစ်ပါတယ်အတို့ပဲလည်းဒီရောက်တဲ့အချိန်မှာတော့စစ်ကောင်စီကအဲ့လိုအသေးဆောင်ပြီးတော့ပြစ်ခတ်လိုက်တာကတော့ဒီလူချူတွေအတွက်ပဲကိုမြင်လာပါတယ်။ဘုကဆက်လက်နဲ့ကျတော့သူတပရိတ်ပဲဖြစ်ပါတယ်။အဲတော့ပြမဲ့ခေါတိကြီးဆောင်ကတော့အလုံးလုံးဆက်ထက်ရှိပါတယ်။ အာဆိုတော့ကအဲ့ဒီအញ្ញလည်းပေါင်နေတဲ့အတွက်ကြောင့်သူလည်းကွတိမချိနိုင်တာလူတော့ထိခိုက်တယ်ရတာမျိုးတော့မတွေ့ရဘူးဟုတ်ကဲ့ချစ်ခက်ခံခဲ့ရပြီးရင်တော့ DNA ကနောင်ချိုမျိုးကိုပြန်လှည့်လာခဲ့လို့ TNL ထံမှာခိတ္တနေထိုင်ပြီးအခြားလမ်းကြောင်းကတစ်ဆင့်မန်လေးကိုဆက်သွားနေပြီလို့ TNL ကပြောပါရယ်စစ်ကောင်စီဘက်ကတော့သူတို့ပြစ်ခတ်မှုကိုဝန်ခံပြောဆိုထားပေမဲ့ DNA အနေနဲ့ဝင်ရောက်ဖို့တပ်ဆိုင်ရာတန်ယုံနဲ့စစ်တန်ယုံတွေမှာအကြောင်းကြားတာမရှိခဲ့ဘူးလို့ညင်းဆိုထားပါရယ်